မပြောဘူးလို့နေတာမပြောလို့မရတော့တော်တော်လေးကိုဆူဆူဝါးဝါးတွေဖြစ်နေကြတယ်။ဘာလဲဆိုလို့ရှိရင်အခုဆိုရှယ်မီဒီယာမှာရဟန်းငယ်လေးတွေတိလရှင်ငယ်လေးတွေเนาะဆိုရှယ်မီဒီယာအသုံးပြုပြီးတော့ဒီ TikTok မှာဆိုတာကတာတွေเนาะတော်တော်များများတွေ့လာတယ်။ဘယ်နေရာကြီးကြီးသူတို့နဲ့မလွတ်ဘူး။เนาะအသက်ကြီးမှဝက်လာတဲ့ဒုံလဘတ်တွေကလည်းတမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ဝက်လာတဲ့သူတွေကလည်းတမျိုးအဲ့တော့ကိုယ့်အကြောင်းတခြားသူတွေပါမထိခိုက်ပါစေနဲ့ဝါသနာပါတယ်ဆိုလို့ရှိရင်လည်းမဝက်လာနဲ့ဘုန်းကြီးနော်တိလာရှင်မဝက်နဲ့ဝါသနာပါရင်မဝက်နဲ့ဆိုခြင်းကခြင်းဇက်ထဲသွားနော်ဝက်လာပြီးမှတော့ဒီအလုပ်တွေမလုပ်ကြပါနဲ့နော်မဆိုကြနဲ့မကကြနဲ့နောက်ဆုံးကိုကအရန်ဝါသနာပါနေကိုတယောက်တည်းပြစ်ဖြစ်မှာဖြစ်စေကိုတယောက်တည်း နော်ငရေကြီးမှမကြောက်ဘူးအကုသိုလ်ဖြစ်မှမကြောက်ဘူးဆိုကန့်ကိုခန်းပိတ်ပြီးကနေဂျွန်းပြန်နေအောင်ဂျွန်းဂျွန်းတရာလန်နေအောင်လူလိတ်နေလိုက်ဒါပေမဲ့အများသုံးနေတဲ့ဒီဆိုရှယ်မီဒီယာမှာလာပြီးတော့အဲ့လိုမျိုးကြီးတွေဆိုတာကတာတွေတယုတ်ပြက်တယ်အရန်ကြည့်ရတာနော်အရန်တယုတ်ပြက်တယ် Facebook တွေတွားရင်လည်းတွေ့နေရတယ် Facebook မှာလည်းတွေ့နေရတာ TikTok မှာလည်းတွေ့နေရတာအဲ့တော့ကိုယ့်ရဲ့ဘာသာသာသနာကိုကိုတယောက်ထည့်ရဲ့လုပ်ရဲ့ကြောင့်ကိုယ့်ရဲ့လုပ်ရဲ့ကြောင့်တခြားယဟန်းတွေရော တခြားသီလရှင်တွေရောနော်ကိုယ့်ရဲ့သာသနာတစ်ခုလုံးတိကျသွားမယ်လောက်ရမျိုးကိုဘလို့အကြောင်းမျိုးနဲ့ကြောင်းမြန်ဘလို့အုံနောက်မျိုးတွေနဲ့စဉ်းစားပြီးတော့လုပ်နေလဲဆိုတော့စဉ်းစားလို့တော့မရနော်ကိုယ့်ကြောင့်နဲ့နော်ငခုံးမတကောင်နဲ့တလီလုံးပုတ်ဆိုသလိုပဲကိုယ့်ကြောင့်နဲ့တော့ဟိုသာသနာတစ်ခုလုံးကိုတိကျအောင်မလုပ်ကြပါနဲ့နော်ဒါဘာသာသာသနာကိုဟိုမှီးမိန်အောင် လုပ်တာတူတူပဲ ဘာသာကြားရဲ့အမြင်မှာဘယ်လောက်ထိကိုယ့်ရဲ့သဒ္ဒနာကိုယ့်ရဲ့ဘာသာဂုံတိတ်ခါကြဆင်းသွားမလဲကိုယ့်ရဲ့လုပ်ရဲ့ကြောင့်အပြစ်ပြောဝေဖန်ခြင်းတွေတူတွေကခက်များများရဲ့ခုခင်မှာနော်ဒီလိုလူမျိုးတွေရှိလို့လဲအပြစ်ပြောခံတာမဆမ်းပါဘူးလေအဲ့တော့ဆိုရှယ်မီဒီယာမှာအဲ့လိုကတာခုံတာတွေနော်တီဆိုတာတွေကိုတွေ့တဲ့သူတွေကလည်းကိုယ်နဲ့နီးစပ်တဲ့သူတိတဲ့သူဆိုလို့ရှိရင်တိတိယောက်အေးအေးယူနိုင်အောင်ကူညီပေးကြပါ နော်တတိယောက်ရေးယူနိုင်အောင်လို့ကူညီပေးကြပါ TikTok မှာဒီလိုမျိုးသာသနာနဲ့မလျော်ညီစွာဆိုတာကတာလေးတွေ့ရေးယူနိုင်တဲ့ဥပဒေရှိပါတယ်နော်အဲ့တော့သက်ဆိုင်ရာသာသနာရေးယုံကိုလည်းတိုင်ကြားလို့ရပါတယ်သက်ဆိုင်ရာဆရာသမားတွေကိုလည်းတိုင်ကြားလို့ရပါတယ်နောက်ဆိုလို့ရှိရင်တကြံရောက်လာပြီဆိုရင်တကြံနာနေပို့တွေ့ရအောင်မယ်ဒုံလဘတ်တွေဝစ်လာမယ်ဝစ်လာပြီးရင်ကကြဆူရအောင်မယ်အဲ့တော့ဟိုကိုယ့်အိမ်မှာပဲကိုနေပြီးတော့ကုသိုလ်လုပ်ကြပါနော်ဒုံလဘတ်တွေမှာပဲကကြဆူရတာမဟုတ်ပါဘူးခုခေတ်လူငယ်တွေလည်းအဲ့လိုမျိုးတွေ တွေ့နေရလို့ဥစဉ်စိတ်မကောင်းတော်တော်ဖြစ်မိပါတယ်နော်